ရှမ်းပြည်နယ်မိခင်နှင့်ကလေးဆောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကမှမူလာတန်းကျိုးကျောင်းကလေးများအာဟာရကျွေးမွေးလူဒန်းတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်မိခင်နှင့်ကလေးဆောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကဒေါ်ညိုမီစောမှရဲဆောင်မြို့နယ်မိခင်နှင့်ကလေးဆောင်ရှောက်ရေးအသင်းပိုင်မူလာတန်းကျိုးကျောင်းရှိကလေးများအာဟာရဒါနလူဒန်းခဲ့ကြအောင်သိရှိရပါတယ်။ရှေးဥစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းစိုးနိုင်နှင့်အဖွဲ့ဝင်များ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အမျိုးသမီးရာအဖွဲ့မှတာဝန်ရှိသူများကမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင်းမူလတန်းကျိုးကျောင်းမှကလေးများယင်းနီးစွာတွေ့ဆုံပြီးကလေးများဗျာများရွတ်ဆို၍ကျူးဆူနှုတ်ဆက်ခဲ့ကြပါသည်ထို့နောက်ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကမှလူဒန်းသောနေ့လယ်စာခောက်ဆွဲကြော်နှင့်အာဟာရဖြစ်စေရန်ပဲနုနှင့်ကိတ်ဆန်ဒဝစ်ကို၎င်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကထာ ဦးမင်းစိုးနိုင်တဲ့အဖွဲ့ဝင်များမိခင်နဲ့ကလေးဆောင်လျှောက်ရေးအသင်းနဲ့အမျိုးသမီးရေးအဖွဲ့မှတာဝန်ရှိသူများကမူဂျိုချောင်းကလေးငယ်52ယောက်အားကျွေးမွေးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ